blockchain တွေပေါ်မှာပတ်စံချလို့ရတော့မယ် mofo project defi လောကမှာတကယ်ကိုအရှိန်ဟောင်းနဲ့တိုးတက်လာပြီး platform ကြီးတွေကပါရုံယုံကြည်ကြည်လက်တွဲလှဆောင်နေတဲ့ project တစ်ခုရှိပါရဲ့အဲ့ဒါကတော့ m o r p h o မော်ဖိုပါ landing platform နဲ့ protocol တွေအများကြီးရှိတဲ့အထက်ကမှ morpho ကတော့ထင်ရှားပြီးတမှုထုချရဲ့ chimp ကမှုနဲ့လူအများရဲ့စိတ်ဝင်စားမှုကိုရယူနေတဲ့ project ခုလေးဖြစ်ပါတယ် morpho sora ပါလေပြောရရင်တော့ morpho sora crypto လောကရဲ့ဘဏ်တစ်ခုလိုပါပဲ ဒါပေမဲ့ဂျာမာဘန်ဝန်ထန်တွေလူတွေမပါပဲအရာအလုံးကို smart contract တွေနဲ့အလိုလျောက်လေပတ်တဲ့ defi platform တခုပါကိုကပတ်စံပို့နေရင်ကို့မှာရှိတဲ့ crypto ကို d platform ပေါ်မှာတခြားသူတွေကိုခြေပြီးအတိုးယူလို့ရပါတယ်ပတ်စံလို့နေရင်လည်းကို့မှာရှိတဲ့ crypto တခုခုကိုအပောင်ထားပြီးတခြား crypto တွေကိုခဏချိလို့ရပါတယ်ဒီလို့တွေအလုံးကိုဘသူရဲ့ computer မှာမလို့ပဲ ethereum blockchain ပေါ်မှာလလလလလတော့နိုင်ပါတယ် နောက်ပြီးသူမှာ fault ဆိုရဲအကန့်လေးရရှိပါသေးရဲ့ကိုလိုပဲအတိုးလိုချင်တဲ့သူတွေ အများကြီးရဲ့ပစံတွေကိုစုထည့်ပြီးအတိုးအများဆုံးရအောင်စက်တွေကအလိုလျောက်လုပ်ပေးရဲ့စနစ်မျိုးပေါ့အဓိကကတော့ crypto နဲ့အတိုးရချင်သူတွေချင်းငွေလိုချင်သူတွေကိုကြားခံလို့မလိုပဲလှလှဲကူကူချိတ်ဆက်ပေးတဲ့နေရာတစ်ခုပါပဲ mofo token ကဘာအတွက်သုံးတာလဲ မော်ဖူတောက်ကန်ကိုဂိုင်ထားရင်အဓိကရမယ်အကျိုးကျေးဇူးနှစ်မျိုးရှိပါတယ်ပထမတစ်ခုက governance အပိုင်းပါမော်ဖူကဘသူတူတယောက်မှမပိုင်ပါဘူးသူက decentralized autonomous organization DAO ဆိုတဲ့တောင်ကန်ကင်ထားသူရဲ့အဖွဲ့အစည်းကအုပ်ချုပ်တာပါ ကိုမမော်ဖိုတုံကန်ရှိရဲ့ project နဲ့ပတ်သက်တဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုမဲပေးခွင့်ရှိမှာပါဒီ feature အသစ်ထည့်တဲ့လားဟိုစီကန်ကိုပြင်သစ်လားဆိုတာတွေကိုပါကိုတိုင်းပါဝင်ဆုံးဖြတ်နိုင်မှာပေါ့နောက်တစ်ခုကတော့ Morpho platform တောင်းတဲ့တွေကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ မော်ဖူတုံးကန်တွေကိုအပုစုဘောနပ်စ်အနေနဲ့ပေးပါသေးတယ်။ဥပမာကိုကပတ်စံချေပြီးအတူရနေရဆိုရင်အဲ့ဒီအတူအပြည့်မော်ဖူတုံးကန်ကိုပါအပိုထက်ရနိုင်မယ်။ဒါက platform ကိုလူဝေးပို့သုံးလာအောင်စိတ်ဆောင်တဲ့အနည်းလမ်းတစ်ခုပါပဲ။ Tokenomics စုစုပေါင်းမော်ဖိုတိုကင်အရေအတွက်ထိုးတက် supply ကတစ်ဘီလီယံပဲရှိပါတယ်။90ရာခိုင်နှုန်းကို project ရဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အမှုနဲ့ ecosystem တိုးတက်ဖို့အတွက်သုံးစွဲသွားမှာဖြစ်ပါတယ်။24ရာခိုင်နှုန်းကတော့ project ကိုအဓိကတည်ဆောက်ခဲ့တဲ့ဖွဲ့ဝင်တွေနဲ့အကြံပေးပုဂ္ဂိုလ်တွေအတွက်ဖြစ်ပါတယ်။၃၅ခန့်နှုန်းက project ရဲ့အစောပိုင်း gallery မှာရှင်နီမြုံနိုင်တဲ့ပုဂ္ဂိုလ်တွေနဲ့ဖွဲ့စည်းတွေအတွက်ခွဲဝေပေးကြတာပါ။ finance holder Edward အတွက်စုစုပေါင်းရဲ့၃၃.၆၅ခန့်နှုန်းဖြစ်တဲ့၆၃.၅သန်းကို Edward အဖြစ်ပေးခဲ့ပါသေးတယ်။ finance mofo Edward ကိုဘယ်လိုရယူမလဲ။အရင်ဆုံး finance update က earn ဆိုတဲ့နေရာကိုသွားပါ Simpler RNA မှာ Go BNB ကို flexible ဒါမှမဟုတ် lock တစ်ခုခုမှာထည့်ပြီး subscribe လုပ်လိုက်ပါဒါက Go BNB ကို အတိုးရအောင်အထားလိုက်တာပါပဲ Binance က September 28ရက်2025ကနေ September 30ရက်2025ထိ snapshot တွေရိုက်ယူပါလိမ့်မယ်။အဲ့ဒီ300တာကာလလုံးမှာ GoBNB က Simple N နဲ့မှာရှိနေဖို့လိုပါတယ်။သူတို့က NAI Alliance စေပြီးကိုမှာ BNB ဘလော့ရှိလဲဆိုရဲပြည်မြပမာဏကိုတွက်ချက်မှာပါ။တခြားဘာမှထုတ်လို့စရာမလိုတော့ပါဘူး။ တမရက်တွေပြည့်သွားရင် Binance ကတွက်ချက်မှုတွေလုပ်ပြီးကိုရမဲ့ Morpho token ကို Cosport Wallet ထဲကိုအလိုလျောက်ထည့်ပေးပါလိမ့်မယ်။ Project ရဲ့အနာဂတ်လာလာ Morpho ကိုအများစုကတော့အလားအလာကောင်းတဲ့ project တစ်ခုလို့မြင်နေကြပါတယ်။ Quan Basel Exchange ကရောင်သူ့ရဲ့ app ထဲမှာ Morpho ကိုသုံးပြီး USDC stable coin ကို10.8%အထိအတိုးရအောင်လုပ်ပေးထားပါတယ်။ crypto.co နဲ့လည်းပူးပေါင်းနာရရှိပါတယ်။ဒါကသူ့ရဲ့နည်းပညာကိုယုံကြည်ကြရဲဆိုရက်သက်တည်ပါပဲ။ Morpho platform ပေါ်မှာလူတွေယုံယုံကြည်ကြည်နဲ့ထည့်ထားတဲ့ပတ်စံတန်ဖိုး total value locked TVL ကဒေါ်လာ၈သမ3ဘီလီယံကျော်နေပါပြီ။ ဒါကအရမ်းများရဲ့ပမာဏပါပဲတခြား DeFi London platform တွေထက် Dono Chain ကလာစာရာတွေကိုပို့ပြီးစိတ်ကြိုက်သတ်မှတ်နိုင်တာကသူ့ရဲ့အားသာချက်တစ်ခုပါဒါပေမဲ့လေ crypto zero ထိုးကြသွားရင်ကိုယ်အပောင်ထားရဲ့ပစ္စည်းအဆုံးခံရနိုင်တဲ့ NDA ကတော့ London platform တိုင်းမှာရှိပါတယ်။နောက်ပြီးနိပညာအသစ်ဖြစ်တဲ့အတွက် backstreet error ဖြစ်နိုင်ခြင်းအမြဲရှိပါတယ်။သူ့လိုပဲတခြားနာမည်ကြီး project တွေဖြစ်တဲ့ ave ကွန်ပေါင်းတို့နဲ့ရှင်ပြိုင်ရမှာမို့အမြဲတမ်းဆန်းသစ်နေဖို့လိုအပ်နေပါသေးတယ်။ အချုပ်ပြောရရင်တော့ Morpho ဆိုတာ Coin Base လို့ platform ကြီးတွေကတော့ရှုံးကြည့်ပြီးလက်တွဲလောက်ဆောင်နေပြီးတော့ DeFi လောကမှာတကယ်အလုပ်ဖြစ်နေတဲ့ project တစ်ခုပါ။အခုလို Binance ကနေ Airdrop ပေးချိန်မှာဒီ project ရဲ့တုံ့ကန်ကိုအလကားရခဲ့တာကအခွင့်အရေးကောင်းတစ်ခုရလိုက်သလိုပါပဲ။ Photo Airdrop အကြောင်းနဲ့ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုအသေးစိတ်သိချင်တဲ့ဆိုလို့ရှိရင်တော့ Crypto Make ရဲ့ Passive Income with Crypto ဆိုတဲ့ playlist ထဲမှာသွားပြီးတော့ကြည့်လို့ရပါတယ်။တကယ်ကြီးများကမှ Binance account မရှိသေးဘူးဆိုလို့ရှိရင် Trading Fees ကို ့20%တစ္ကောင့်ရမယ့်အဖြစ် CryptoMaker နဲ့ပြောလို့ပြီးရကံမိတ်နေတဲ့ reward တွေကိုလည်းရနိုင်ဖို့အတွက်အခုပြထားတဲ့ CryptoMaker referral code သုံးပြီးတော့အကောင့်ဝင်လာလို့ရပါတယ် crypto မိတ်ဆခဲ့တဲ့အချိန်ကနေစပြီးတော့အခုထိဆိုလို့ရှိရင်အသိတရာကြောဖို့အထီကို give away တွေပေးခဲ့ပြီးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကုတ်ကိုတုံထားတဲ့ user တွေဆိုလို့ရှိရင်ရရှိမှာပါအကျိုးမြတ်ရမယ်ဆိုတာကိုအားမခံပါတယ် အကယ်၍မြာကိုအတီကုတ်ကိုတုံးပြီးရအကမဖွင့်ခဲ့မိဘူးဆိုလို့ရှိရင်ရေရှင်မှာကိုပိုပေးနေရတဲ့20ရာခိုင်နှုန်းသော trading fees နဲ့တိုက်ဆက်လို့ရတော့မှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကုတ်ကိုတုံးဖို့အတွက်အကောင့်လေးပြန်ဖြတ်ပြီးတော့တုံးတာကပိုပြီးကောင်းတယ်လို့အကြံပေးချင်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ Crypto Mate ပါ။နောက်ဗီဒီယိုမှပြန်တွေ့ရဖို့